ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီ Bluetooth speaker လေးပေါ့နော်ကျွန်တော်ဒီအားသွင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းအားမဝင်ပဲနေပေါ့နော်ဒီမှာအားသွင်းတဲ့အခါမှာမီးလည်းမလင်းဘူးပေါ့နော်အဲ့ဒီအတွက်အပောင်းအဖိတ်ပိတ်လုပ်တဲ့အခါမှာဆိုလည်းလုံးလုံးမရတဲ့ဒီ Bluetooth speaker လေးကိုပြပြလေးလေးတိဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုဆက်ဝင်စားရဲဆိုတော့ဆုံးဒီ like ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတင်တဲ့အတောကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြစ်တရရခံပါနော်မှဆိုလို့ရှိရင်ဒီကျွန်တော် အားသွင်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်ပါဝါဘန့်တွေကအားတော့ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲပါဝါမီလီကတော့မလင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအထဲမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီသူ့ရဲ့နောက်မှာရှိတဲ့ဒီနက်နက်ကလေးကိုကျွန်တော်ဖြုတ်ပေးဖို့လိုအပ်တယ်ပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်နှက်ကလေးကိုဖြုတ်ပြီးသွားပြီပေါ့နော်အဘိဓာဘိဆိုလို့ရှိရင်ဒီ circuit မှာတက်ထားတဲ့ကျွန်တော်နှက်ကလေးနှလုံးကိုလည်းတခါလေးဖြုတ်လိုက်မယ်ပေါ့နော် အဲ့တော့မှာဆိုလို့ရှိရင်ဒါက battery အသေးလေးကိုတုံးထားတယ်ပေါ့နော်ဒီကောင်ကတော့3.7ဗို့အဲ lithium battery လေးဖြစ်ပါတယ်အဲ့တော့ဒီကောင်ရဲ့ဘိုးလေးကိုကျွန်တော်တို့တစ်ချက် multimeter လေးနဲ့ထောက်ပြီးတော့တိုင်းကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်0.5ပို့ပေါ့နော်1ပို့တော့မပြေပါဘူး အဲ့တော့ဒီဘက်ထရီနေရာမှာကျော်ဒီမှာအဲဒီဘက်ထရီနောက်ထပ်တစ်လုံးနဲ့ပေါ့နော်အစားထိုးကြည့်မယ်ဒီကောင်ကတော့3.7ဗိုလ်ဒီအဲဒီမီလီအမ်ပီယာကတော့ဒီ6900လောက်ပဲရှိမယ်ပေါ့နော်1200လို့တော့ရေးထားတယ်အဲဒီကောင်လေးကိုကျော်စမ်းပြီးတော့ထည့်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကဘိုးနည်းနည်းလေးရှိရေပေါ့နော်အဲ့တော့ဒီဒီအရင်ဦးဆုံးဒီမှာဒီကောင်လေးကိုဖြုတ်လိုက်မယ်ပေါ့နော်ဒီဘက်ထရီလေးကိုကကြီးလေးနဲ့ညှပ်ပြီးတော့ဖြတ်လိုက်မယ် ပြောပြီးသားလို့ရှိရင်သူရဲ့ဝါနစာကိုကျွန်တော်တို့ဒီခုနကတော့အကျော်ပြခဲ့တဲ့ဒီဘက်ထရီအကြီးလေးမှပြန်တက်မယ်ပေါ့နော်အဲ့တော့မတက်ခင်ကျွန်တော်တို့ဒီမှာဒီကောက်ကိုအားတစ်ချက်သွင်းကြည့်မယ်ပေါ့နော်ဒီ ဘက်တရီဘက်တရီလိုင်းကိုပေါ့နော်အာရောက်မရောက်ကျွန်တော်တို့တချက်ဒီအာသွင်းပြီးတော့စမ်းကြည့်မယ်။မှဆိုလို့ရှိရင်တော့ဒါကအာသွင်းထားတဲ့အနေထားပေါ့နော်။မီးတော့မလင်းတော့ဘူး။မီးမလင်းဆိုတာကျွန်တော်တို့ဒီထဲမှာ indicator မီးလေးလည်းမပါလာဘူးပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်အပေါင်းနဲ့အနှုတ်ထိုင်လေးရှိတယ်ပေါ့နော်။မတူရဲ့အောက်ဘုတ်ဘုတ်ထိပ်က3.6ဘိုးလောက်ပဲထွက်တယ်ပေါ့နော်။ မှာကျွန်တော်ပြန်ပြင်ပြီးတော့တွင်ကြည့်မယ်။မဟုတ်လို့ရှိရင်3.68ပေါ့နော်။3.7ပို့နီးနီးလောက်ပဲထွက်တယ်။ဒီအမှန်တကယ်ဆိုရင်တော့သူ original ပို့တွေကကျွန်တော်4.2ပို့လောက်ထိထွက်ပေးရမယ်ပေါ့နော်။ဒါမှသာကျွန်တော်ဘက်ထရီကိုအားတွင်းနိုင်မှာပဲဖြစ်ပါတယ်။တွန်းနိုင်မှာပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကသူ့ရဲ့ဒီ အဖို့အဝင်ဘောနော်ကျွန်တော်တို့ဒီ line လေးတွေကိုထောက်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ circuit တွေကိုတော့5ဘူရောက်တယ်ဒါပေမဲ့အားဝင်တဲ့နေရာမှာဆိုလို့ရှိရင်တော့3.8ဘူလောက်ဒီပဲဝင်နေတယ်ဘောနော်အဲ့ဒီအတွက်အားဝင်နေပြီးတော့ battery ကလုံးလုံးကြီးအားမရှိတော့ပဲねကျွန်တော်တို့ဖွင့်လို့မရတော့တာဖြစ်တယ်ဘောနော်အဲ့ဒါမှာဆိုလို့ရှိရင်သူ့ရဲ့အပေါင်း line လေးဘောနော်ဒီဘက်အဘေးက ground joe လေးဘောနော်အဲ့တော့ဒီမှာကျွန်တော်ဒီအဲဒီ TP 4056 module ကိုနော်ဒီကောင်လေးကဆိုရင်နော်အဲ lithium battery ကိုကျွန်တော်တို့အားသွင်းတဲ့ circuit လေးပဲဖြစ်ပါတယ်အဲကောင်လေးကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်အဲတော့မထည့်ခင်အရင်အဆုံးဒီမှာကျွန်တော်တို့ဒီအားသွင်းကောင်းလေးရပါဘောနော်အားသွင်းကောင်းလေးမှာပါတယ်ဒီအပေါင်းနဲ့အနှုတ်နေရာလေးကနေကျွန်တော်တို့ဒီခဲလေးတွေအရင်ဆုံးဖို့ထားမှာပေါ့နော်အဲ့နေရာလေးကနေဝိုင်ယာနှစ်ဆောက်ကိုဝင်ပေးမှာပဲဖြစ်ပါတယ် အဲ့တော့ DB 456 module မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအအနှုတ်ရဲ့အပေါင်းရဲ့ဆိုပြီးကျွန်တော်တို့ထိတ်ကလေးမှာတင်ဂီတာလေးတွေပါရပါတော့အဲ့နှုတ်ပါတဲ့ကောင်ကဒီအအသင်ကောင်းတဲ့ဆက်ထားတဲ့နေရာပေါ့နော် ground ကျိုးမှာဆက်ပေးမယ်ဒီအပေါင်းကတော့ကျွန်တော်တို့ဒီအဒီသူ့ရဲ့အပေါင်း line လေးမှာဆက်ပေးမယ်ပေါ့နော် ာပြီးသားပြီဆိုလို့ရှိရင်တော့ကျတို့ဒီအဲဒီအပေါင်းဆော့ကတ်ကလေးနဲ့ပေါ့နော်တွဲပြီးတော့နောက်ထပ်အပေါင်းဝိုင်ယာတစ်စားထုတ်ပေးမယ်ပြီးရင်အနှုတ်ဝိုင်ယာတစ်စားကိုလည်းပူပေးမယ်ပေါ့နော်အပေါင်းအပေါင်းချင်းအနှုတ်နှုတ်ချင်းကျတို့ဒီဆက်ပေးမယ်ပေါ့နော်အပိဒါရင်သူရဲ့နောက်ထပ်ဝိုင်ယာတစားနဲ့ပေါ့နော်အနှုတ်နေရာလေးရာလေးဆက်ပေးမယ်ဒါကတော့ဒီ socket ကိုသွားမှာပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျတို့ဒီ ဒီ TB လေးတော့56ခံထားတာ ဖြစ်တဲ့အတွက်သူ့ရဲ့ origin နဲ့ပါလာတဲ့ဒီ IC လေးကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်เนาะမဖြုတ်ဘူးဆိုလို့ရှိရင်လည်းအဲရတယ်ကျွန်တော်ကတော့ဒီမှာမဖြုတ်တော့ဘဲနဲ့ဒီတိုင်းလေးအဲသူ့အတိုင်းလေးပဲတတ်ထားနိုင်မယ်တကယ်လို့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်เนาะဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့အားသွင်းတဲ့ပတ်လန်းကအပြင်ကနေဝင်သွားတာဖြစ်တဲ့အတွက်ပေါ့เนาะအဲ့တော့ဒီအကြီးဘက်ထရီလေးနဲ့ကျွန်တော်တို့ဒီမှာတစ်ချက် စမ်းကြည့်လိုက်မယ်ပေါ့နော်ဒီကောင်လေးမှာဆိုတော့အားနည်းနည်းလေးရှိသေးတယ်ပေါ့နော်အဲ့တော့ဒီဘက်ထရီကောင်းရင်ဒီဘက်ထရီကိုတုံမယ်တကယ်လို့မကောင်းဆိုလို့ရှိရင်တော့ဒဲဒီကောင်းတဲ့ဘက်ထရီတစ်လုံးနဲ့ပေါ့ကျွန်တော်အစားထိုးလိုက်မယ်ပေါ့နော်အပြီးတော့ရင်ဒီမှာအနှုတ်ကလေးကိုကျော်တဲလိုက်မယ်အဲ့တော့ဒီမှာဘက်ထရီကနေအပေါင်းနဲ့အနှုတ် wire နှစ်စာဖြစ်သွားမယ်ပေါ့နော်တစ်စက်တစ်ခုကတော့ကျတို့ socket ကနေသူ့ရဲ့ original socket ကိုသွားမယ်တစ်ခုကတော့ဒီအပေါင်းနဲ့နှုတ် wire နောက်တစ်စာကတော့ကျတို့ဒီ TP 4056ရဲ့ဒီ input minus ဒီ output minus နဲ့ output plus နေရာမှာသွားပြီးတော့ဆက်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီမှာ B- နဲ့ B+ နေရာလေးမှာပဲဆက်လိုက်တယ်ဘက်ထရီကိုတိုက်ရိုက်သွားတာဖြစ်တဲ့အတွက်ပေါ့နော် ဒါကကျွန်တော်တို့ဘက်တရီကိုဒိုင်ရိုက်ဒီ DB 456 module လေးနဲ့အသွင်းနေရပါတော့။ဒီ socket ကလေးကိုတော့သူ့အတိုင်းလေးပဲပြန်တက်မယ်။အပြီးသားရင်တော့ဒီမှာကျော် power ဖွင့်ပြီးတဲ့အခါမှာဆိုလို့ရှိရင်လည်း power အတန်းလာတယ်ပေါ့နော်။မှာအသွင်းကြီးတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအဲအဝင်လေးပြနေပြီပေါ့နော်။ ဲ့တော့ဒီဘက်တီနေရာမှာဆိုလို့ရှိရင်တော့သူ့ထဲအားပိုခံပြီးတော့ပိုကောင်းတယ်ပေါ့နော်ဘက်တီလေးနဲ့ကြော်ဒီမှာလဲလိုက်တယ်ပေါ့နော်ဒီဘက်တီအခုကြော်အခုထည့်လိုက်တဲ့ဘက်တီလေးကဆိုတော့အားပိုခံတယ်အားလည်းပိုပြီးတော့တောင်းတယ်ပေါ့နော်အဲ့ဒီအတွက်ဒီကောင်လေးကိုကြော်လဲထည့်ထားတာဟုတ်လို့ရှိရင်4.0ပို့ပေါ့နော်ပြရနေတယ် အဲ့တော့ဒီကောင်းကိုကျွန်တော်တို့မှာအားတစ်ချက်ပြန်ပြီးတော့စမ်းသွင်းပြရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မီးလေးတော့လင်းနေပြီလင်းနေရတဲ့ဒီကောင်ရဲ့အဝင်ပိုးလေးကိုကျော်တစ်ချက်စမ်းပြရမယ်။မှာပေါ့နော်4.147ဖြစ်သွားပြီ။ မှာပေါ့နော်အားဝင်နေတယ်အတော့ခုနကဘယ်ဒီနေရာလေးမှာဂျိုဒီဘယ်ဒီလေးပဲချိန်လိုက်တာကျွန်တော်ဘာမှမပြောင်းလဲဘူးပေါ့နော်အပိဒါရေနော်သူရဲ့ဒီအတိုင်းလေးပဲနော်ပြန်ပြီးတော့ကျွန်တော်တတ်မယ် ရင်ဆုံးဒီစာကစ်ကလေးကိုထိုင်ကြအောင်ရင်ထည့်မယ်ပေါ့နော်ထည့်ပြီးဆိုရင်ကျွန်တော်နှက်ကလေးတွေကိုလိုက်ပြီးဆွဲမယ် ဖီသားကြီးဆိုရင်ဒီ circuit ကလေးကိုပေါ့နော်ကျွန်တော်တို့ဒီမီမီလေးမြင်အောင်အတွက်ဒီနားလေးမှာကျွန်တော်တို့ဒီထိတ်ကလေးမှာပေါ့နော် double tick လေးကပ်ပြီးတော့ကျွန်တော်တို့ထိတ်ကလေးမှာကတ်ထားမယ်။လာပြီးသားရင်တော့သူ့ရဲ့ဒီ indicator မီလင်းမဲ့နေရာလေးမှာကျွန်တော်အပေါက်ကလေးတစ်ပေါက်ဖောက်ထားမယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့အပြင်ကနေအားဝင်နေတဲ့ဟာကိုကျွန်တော်တို့မြင်နိုင်မှာပဲဖြစ်ပါတယ်။အပိသားရင်တော့ဒီမှာဘက်ထရီအကြီးအထိုင်မှာပေါ့နော်ပြောင်းပြီးတော့ထည့်မယ်ထည့်ပြီးပြီဆိုရင်တော့သူ့ကိုသူ့အတိုင်းလေးပြန်အုပ်ယူမယ်ပေါ့နော် ဟုတ်ပါဘောနော်။အုပ်ပြီးသားပြီဆိုတော့လည်းကျွန်တော်နက်ကလေးတွေကိုလိုက်ဆွဲမယ်။ ဲ့နက်ကလေးတွေဆွဲပြီးသားကြီးဆိုရင်တော့ကျွန်တော်ဒီကောင်းကိုပါဝါအဖွင့်ပေးလုပ်ကြည့်မယ်ပေါ့နော်။မှဆိုလို့ရှိရင်မီလေးလေးလင်းလာပြီးအတန်လေးကြာနေရပြီပေါ့နော်။စမ်းတော့စမ်းမပြတော့ဘူးနော်။အဲ့တော့ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်။ Bye bye ။